ုံဘုံဖရာဖရာအလောင်းပေါ်ထွန်းတယ်ဆိုတာမှန်ပါသလားတဲ့တချိန်တုန်းကဂျပန်နိုင်ငံမှာဆူကိုစာအာဟာရဆိုတဲ့ဘာသာရေးလူလိန်တယောက်ပေါ်ဘူးပါတယ်သူဟာဒီနေ့မှာသူယုံကြည်စိတ်ချရတဲ့ကင်မရာမန်တယောက်ကိုတော်တဲ့ခေါ်ပြီးတော်တဲ့မှာတမင်ကလေးထိုင်ပြီးခုံတဲ့အကျင့်ကိုရအောင်ကျင့်ပါတယ်ကျင့်လို့ရသွားတဲ့အခါမှာတမင်ကလေးထိုင်ပြီးခုံလိုက်တဲ့အချိန်မိကြီးတို့ပြန်မကြခင်ကင်မရာမန်ကိုဓာတ်ပုံအမိအရရိုက်ခိုင်းပါတယ်ဇံပြန်တဲ့ပုံစံဖြစ်အောင်ရိုက်ခိုင်းတာပါ အဲ့ဒီတော့ကဒီကနေ့ခေတ်လိုမျိုးဉာဏ်ပညာတွေမထောင်ကားသေးပါဘူးနော်ရိုက်ပြီးတဲ့အခါမှာပုံတွေကိုလိုက်ဖြန့်ပြီးတော့စုကိုစာအာဟာရဟာဇန်ရပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆိုပြီးကြေညာပါတယ်ဂျပန်နိုင်ငံတနိုင်ငံလုံးကြီးပါသူ့ကိုယုံသွားကြတယ်နော်နောက်ပြီးသူဟာအစိမ့်ငွေတီထွင်တဲ့နေရာမှာအမတန်တော်တဲ့လူတယောက်ဖြစ်တယ်သူ့ကိုမယုံတဲ့လူတွေဆိုရင်အစိမ့်ငွေနဲ့တတ်ပါတယ်လူပေါင်းများများစွာတည်ကြည်ပြည့်စည်ရပါတယ်နော်လူရက်ကအမတန်ပြီးတဲ့အတွက်ကြောင့်သူလုပ်တယ်လို့ဘယ်သူမှမထင်ကြဘူး သူ့ကိုအားလုံးကသူတော်ကောင်းလို့ပဲထင်ကြတယ်။ဒီနေ့မှသူဟာသမရနေရာဝင်ပြီးတော့အရွေးခံပါတယ်။သူ့ကိုမရွေးတဲ့အတွက်ကြောင့်ဂျပန်နိုင်ငံကလူတွေကိုအစိမ့်ဝင်းနဲ့တတ်ဖို့လုပ်ပါတယ်။အစိုးရကရိတ်မိပြီးတော့ဥသွာဖမ်းမိတဲ့အတွက်ကြောင့်အားလုံးတေးသေးမှလွမြောက်သွားရပါတယ်။နောက်ဆုံးသူ့ကိုတည်တံပေးလိုက်ပါတယ်နော်။ဘာသာရေးမှာဝေဖန်စစ်ဆေးမှုမရှိဘဲနဲ့သူတစ်ပါးပြောသမျှကိုလိုက်ပြီးယုံနေမှဆိုရင်ပစ္စည်းဥစ္စာတွေမကဘူးအသက်ပါပေးရပါမယ်နော်။ ခုလည်းပဲကြည့်ပါဖခင်အလောင်းပေါ်ထုံးနေပြီတဲ့ရှေးဖခင်သာသနာရှိနေရင်တော့ဖခင်ပွင့်လို့မရပါဘူးเนาะအခုဂေါရမမြတ်စွာဘုရားသာသနာရှိနေသေးတဲ့အတွက်တော့ဖခင်အလောင်းမွေးလို့မရပါဘူးဒါကိုသိဖို့လိုပါတယ်เนาะဒါကြောင့်ဖခင်အလောင်းပေါ်ထုံးတဲ့ဆိုတာဟာလုံးဝမဟုတ်ပါဘူးလိညာပြီးပြောဆိုနေတဲ့စကားတွေသာဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖခင်လူမယ်ဆိုပြီးမလူပြစ်တာအပြစ်ရှိပါသလားဖခင်ဖြေပေးပါဖခင် လူမယ်ဆိုပြီးမလူပြည့်ရင်အပြစ်ရှိတယ်လို့တော့ဖះဟောမှာမရှိပါဘူးเนาะသို့တော်လည်းပဲအင်္ဂုတ္တရနိကေသတုကနိပတ်အပ္ပနကဝတ်ဝါနိစတုံမှာတော့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးကမြတ်စွာဘုရားကိုရောင်းကုံတွေလှုပ်တာချင်းအတူတူတချို့သောကုံတွေတွေဟာအရင်ရှုံးကြတယ်တချို့သောကုံတွေတွေကြတော့ရှင်းမှန်းထားတဲ့လောက်အမြင်မရကြဘူးတချို့သောကုံတွေတွေကြတော့ရှင်းမှန်းထားတဲ့လောက်ပဲအမြင်ရကြတယ် တချို့သောဂုံတွေတွေကြတော့ရီမန်းထားတာထက်အမျက်ဆုံးပိုရကြတယ်။ဘာကြောင့်ပါလဲဖရားလို့မြတ်စွာဘုရားကမေးလျှောက်ပါတယ်။အဲ့ဒီခါမှာမြတ်စွာဘုရားကခြေသားတာရိပုတ္တကတချို့သော လူတွေဟာသမဏဗျမဏတွေကို ရှုမဲ့ပြောပြီးမလူကြဘူး။အဲ့ဒီလူတွေနောက်ဘဝလူဖြစ်တဲ့အခါကိုယ်ရောကိုယ်တွယ်လုံမယ်ဆိုရင် အရင်ရှုံးတတ်တယ်။တချို့သောလူတွေကြတော့သမဏဗျမဏတွေကိုရှုမဲ့ပြောပြီး ရှင်းမှန်းထားသလောက်မလို့ကြဘူးအဲ့ဒီလူတွေနောက်ဘဝလူဖြစ်တဲ့အခါကုံရောင်းကုံသွယ်လုပ်မယ်ဆိုရင်ရှင်းမှန်းထားသလောက်အမြဆုံးမရကြဘူးတချို့သော လူတွေကြတော့သမဏဗြမဏတွေကိုရှုမယ်ပြောပြီးရှင်းမှန်းထားသလောက်ပဲလူကြတယ်အဲ့ဒီလူတွေနောက်ဘဝလူဖြစ်တဲ့အခါကုံရောင်းကုံသွယ်လုပ်မယ်ဆိုရင်ရှင်းမှန်းထားသလောက်ပဲအမြအဆုံးရကြတယ်တချို့သောလူတွေကြတော့သမဏဗြမဏတွေကိုရှုမယ်ပြောပြီး ရီမှန်းထားတာထက်ပို၍လှူကြတယ်။အဲ့ဒီလူတွေနောက်ဘဝလူဖြစ်တဲ့အခါကုံရောင်းကုံသွယ်လုပ်မယ်ဆိုရင်ရီမှန်းထားတာထက်အမျက်ဆုံးပို့ရတယ်လို့ဖြေကြားတော်မူပါတယ်။ဒါကြောင့်လှူမယ်ပြောပြီးမလူဖြစ်ရင် အပြစ်မရှိတော့လဲပဲ။မလူဖြစ်သေးပဲနဲ့နှုတ်မကြွတာဟာအကောင်းဆုံးပဲဖြစ်တယ်လို့ပြောခြင်းပါတယ်။ဘာသာချားတွေကမေးပါတယ်ဖေယား။ ဗုဒ္ဓကသူ့ကိုယ်သူဖျားလို့ဝန်ခံပါသလားတဲ့ဖျားတဲ့မေကွန်လေးဝီစီနဲ့ဖြည့်ပေးပါဖျားတဲ့ဝန်ခံတာပေါ့နော်ဗုဒ္ဓသည်ဖျားဖြစ်ပြီးပြီးချင်းပင်စာဝက်ကြီး၅ဦးကိုဓမ္မစကြာတုပ်ဟောရင်းနဲ့ဖျားဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်ဘယ်လိုဝန်ခံခဲ့သလဲဆိုရင်ယာတောစခောမီဘိခဝီဣမေတုစတုတုအရိယတစ္ဆေတု ေဝံတိပတိဝတ္တံ ద్వార တကာရံယထာဘူတံညာနဓတနံဥဝိတုတ်တံအာဟောတိယထာဟံဘိခဝေပတိဝကေလောကေပမာရကေပဗျမကေပပမနဗျမဏိယာပဇာယပတိဝမနုဿာယအနုတရံတမာတံဘောတိအဘိတံဘုဒ္ဓောတိသစ္စညာတိတဲ့အဲ့ဒါဟာဖျားဖြစ်ကြောင်းဝန်ခံလိုက်ခြင်းဖြစ်ပါတယ် အဲ့ဒီပါဠိထဲမှာအနုတ္တရံအတုမရှိသောတာမာတံဘောဓိမှန်စွာကိုတိုင်တည်သောဉာဏ်ကိုဝါမှန်စွာကိုတိုင်တည်သည့်ဖရာအဖြစ်ကိုအဘိတံဘုဒ္ဓောတိတိလာပြီးရောက်လာပြီးဟု၍ပိစညာသိမ့်ဘိက္ခဝေရဲဝွန်စွာအမှန်ဝန်ခံခဲ့သည့်ယဟန်တို့ဆိုတဲ့အချက်ပါပါတယ်။ဒါကြောင့်ဘုဒ္ဓဟာဖရာဖြစ်ကြောင်းဝန်ခံခဲ့တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ အသက်60လေဖြတ်ထားတဲ့အဖေကိုဂယုဆိုင်ရပါတယ်။ငွေထားတာ9ယောက်ပါ။တကြည်တော်တယောက်ပဲမိညဂယုဆိုင်ရတယ်။တကြည်တော်ငငယ်ကလည်းမိဘရဲ့အရေးပေးမှု မခံခဲ့ရပါဘူး။တကြည်တော်ကတန်တရာဝေကျွေးဆက်နေရတာလို့ပြောကြတယ်ဖရားတဲ့။အဲ့ဒီလိုပြောတဲ့လူတွေက အသိဉာဏ်မရှိလို့ပြောကြတာနော်။ မိဘကိုပြုစုလုပ်ကျွေးခွင့်ရတယ်ဆိုတာဟာလဲတဲ့ကုသိုလ်မဟုတ်ဘူးမိဘကိုပြုစုလုပ်ကျွေးခွင့်ဟာမိဘရှိတဲ့သားသမီးတွေမှာပဲရကြတယ်နော်မိဘမရှိတဲ့သားသမီးတွေမရနိုင်ဘူးဥစဉ်တို့ဆိုရင်မိဘတွေမရှိတော့တဲ့အတွက်မိဘကိုပြုစုလုပ်ကျွေးခွင့်ကုသိုလ်မရတော့ဘူးနော်မိဘကိုပြုစုလုပ်ကျွေးတဲ့သားသမီးတွေဟာ ေလွန်တဲ့အခါမှာအပေတကားပြီးပြီးကောင်းရာသူကတိကိုလာရောက်ကြရပါတယ်။ဒါအပြင်မိဘကိုလှုပ်သွေးတဲ့သားသမီးတွေကိုနှက်တွေကလည်းချစ်ကြတယ်လူတွေကလည်းချစ်ကြတယ်နော်။မြတ်စွာဘုရားကလည်းပဲတုတ်တနိပတ်ပါဠိတော်ဝတ္တလတုံမှာယောမတရံပိတရံဝဇိနကံဂတယောပလံပဟုတံတော်နဗရတိတန်စင်ညာဝတ္တလောဣတိလို့ဟောကြားထားပါတယ်။အတိဘေက အကျဉ်သူသည်80 90အရွယ်လွန်နေတဲ့မိဘတွေကိုပြုစုလှုပ်ကြွေးနိုင်တဲ့သူဖြစ်ပါလျက်မပြုစုမလှုပ်ကြွေးပဲဖြစ်ထားမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကို သူရုပ်မာဟုမှတ်ရမယ်လို့ဆိုလိုခြင်းဖြစ်တယ်နော်မိဘကိုပြုစုလှုပ်ကြွေးခြင်းဟာကုသိုလ်လည်းရတယ်လို့ဖျားအစားရှိတဲ့အရိယာသူတော်ကောင်းတွေလည်းချီးမွမ်းတဲ့အလုပ်ဖြစ်တယ်နော်ဒါကြောင့်မိဘကိုလှုပ်ကြွေးရတာဟာဝေကြွေးပေးဆက်ရတာမဟုတ်ဘူး ကုသိုလ်ထူးကိုပြုလုပ်နေရတယ်လို့မှတ်ရမယ်เนาะအရှင်ဖေရဘောဓိညောင်ပင်ကိုတိလျက်နှုတ်မိလျင် အပြည့်ရှိတယ်ဆိုသာသနာပမှာနှုတ်မိလျင်ရော အပြည့်ရမှာလားဖေရတဲ့ဘောဓိညောင်ပင်ကိုနှုတ်ရင်အပြည့်ဖြစ်တယ်ဆိုတာကဖះကိုရီမှန်းပြီးစိုက်ထားတဲ့ဘောဓိညောင်ပင်ကို ပြောတာပါเนาะအဲ့ဒီလိုညောင်ပင်ကိုနှုတ်မိမယ်ဆိုရင်တော့အပြည့်ရှိပါတယ် သာသနာပဆိုတာကဖျားမပွင့်ရာကာလဖြစ်တဲ့အတွက်ကြောင့်ဖျားကိုရည်စူးပြီးစိုက်ထားတဲ့ဗောဓိညောင်ပင်လည်းရှိမှာမဟုတ်ပါဘူးအကယ်၍ရှိခဲ့မယ်ဆိုရင်လည်းပဲစိုက်ထားတဲ့ညောင်ပင်တွေဟာဖျားရှင်ကိုရည်မှန်းပြီးစိုက်ထားတဲ့ညောင်ပင်မဟုတ်တာကြောင့်နှုတ်မိမယ်ဆိုလျင်လည်းအပြစ်မရှိနိုင်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖျားအမှန်တကယ်မသိပါတော့ကြောင့်မေးလျှောက်ခွင့်ပြုပါဖျားယောက်ျားသားများကမေတီလရှင်များကို ရှီခိုးဥချတဲ့ပါသလားဖေရဖြေချားပေးပါဖေရတဲ့ယောက်ျားတိုင်းကိုတော့မပြောလိုပါဘူးတချို့ယောက်ျားသားတွေကို ပြောကြင်ပါတယ်တချို့ယောက်ျားတွေဟာအချောက်တိုက်ဘဝင်မြင့်ပြီးတော့ငါတို့ဟာယောက်ျားသားတွေဖြစ်တဲ့အတွက်မိမသားဖြစ်တဲ့တီလာရှင်တွေကိုရှီခိုးဥချခြင်းမလုပ်ကောင်းဘူးဆိုပြီးပြောဆိုနေကြတာကိုကြားသိနေရပါတယ် တိလရှင်တွေဆိုတာကသပင်ကိုရိပ်ပဲဖန်ရည်ဆုံးတဲ့အဝတ်ကိုဝတ်ပြီး၈ပါးတိလ၉ပါးတိလတို့ကိုနှိမ့်စတိလအဖြစ်အမြဲတမ်းစောင့်ထိန်နေတဲ့သူတွေဖြစ်တာကြောင့်တိလရှင်တွေဟာ လူပုဂ္ဂိုလ်ယောက်ျားသားတွေထက်အသွင်အပြင်အရာ၌တော်၎င်းတိလအရာ၌တော်၎င်းတာလွန်မြင့်မြတ်ပါれဒါကြောင့်တိလရှင်တွေကို လူပုဂ္ဂိုလ်ယောက်ျားသားများကရှီခိုးဥချကောင်းပါれ ခြေခိုးဥချမယ်ဆိုရင် အသက်ရှည်ခြင်းအစင်းလှခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုံတကောအာနုဘော်ကြီးခြင်းဆိုတဲ့အကျိုးထူးတရားတွေ ကိုတောင်မှရရှိစေနိုင်ပါတယ်။အရှင်ဖရာအမေကျန်းတို့နတ်တို့ကိုခြေခိုးထိုက်ပါသလားဖရာတဲ့။အမေကျန်းဆိုတဲ့အတိုင်းတော်တော်ကျန်းပါတယ်နော်။အမေကျန်းဟာခြေခိုးထိုက်တဲ့သီလကုံ၊သမာဓိကုံ၊ပညာကုံတွေလည်းမရှိသေးအပြင် နေစင်မှာလည်းမကောင်းတယ်လို့ပေစင်မှာလည်းမကောင်းခဲ့ပါဘူးအဲ့ဒီလိုဂုံတရင်ဆိုးတွေနဲ့ကြော်ကြားခဲ့တဲ့လူကိုနဲ့အထင်နဲ့ရှခိုးကိုးကွယ်မယ်ဆိုရင်တရဏဂုံပြတ်တတ်ပါတယ်သို့မဟုတ်တရဏဂုံညှို့နှံတတ်ပါတယ်ဒါကြောင့်မရှိခိုးထိုက်ဘူးလို့ပြောကြင်ပါတယ်အရှင်ဖေရယဟန်ဝိယင်မိမခွင့်ပြုမှရတာလားမိဘခွင့်ပြုရင်ဝိလို့ရပါသလားဖေရဖြေပေးတော်မူပါဖေရတဲ့ဝီနီးမှာတော့အမိအဖတို့ခွင့်ပြုတဲ့သူပေါ်မှာ ရှင်ရဟန်းပြုပေးရမယ်လို့ဆိုထားတဲ့အတွက်နမိအဖာတို့ရဲ့ခွင့်ပြုချက်ပါရင်ရပါပြီဇနီးမယားရဲ့ခွင့်ပြုချက်ပါသည်ဖြစ်စေမပါသည်ဖြစ်စေဝေလို့ရပါတယ်သို့တော်လည်းပဲအထာကထာမှာကတော့မိဘတို့ကခွင့်ပြုတယ်ဆိုရင်တောင်မှဇနီးမယားကိုလည်းခွင့်ပြုချက်တောင်းတင်တယ်လို့ဆိုထားပါတယ်ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်အမိအဖာတွေကခွင့်ပြုတော်လည်းပဲဇနီးမယားထံလည်းခွင့်ပြုချက်တောင်းပြီးမှဝတ်တာဟာတင့်တော်ပါတယ်နော်တပည့်တော်သည်ဗုဒ္ဓဘာသာဝင်ပါဖေယျ အရှင်ဖေယတပည့်တော်မေးလျှောက်ပါရစေဖေယကဘာကိုအလင်းဆောင်သူဗုဒ္ဓမြတ်စွာဘုရားကမြန်မာပြည်ကြွရောက်ဖူးပါသလားဖေယတဲ့ဖေယဟောပါဠိတော်တွေမှာတော့မြတ်စွာဘုရားမြန်မာပြည်ကြွရောက်တဲ့အကြောင်းမပါပါဘူးမြမတမိုင်းတွေမှာတော့ရှိပါတယ်အထင်ရှားဆုံးကိုပြောရမယ်ဆိုရင်မကွေးမျိုးကမြတ်လုံစီတီတမိုင်းကိုကြည်လိုက်ပါဘောတော်ဘောကျော်ဆိုတဲ့ဘီလူညင်အောင်နှစ်ဦးရထံကိုမြတ်စွာဘုရားကိုတိုင်ကြွရောက်ပြီးစေတီဌာပနာထားရှိရန် ်တလွန်တော်ချီးမြှင့်ခဲ့တယ်ဆိုတဲ့အကြောင်းပါပါတယ်။ဒါကြောင့်မြတ်စွာဘုရားမြန်မာပြည်ကိုကြွားရောက်တဲ့အကြောင်းဒီမြမတမိုင်းတွေမှာသာရှိတယ်လို့မှတ်သားထားရပါမယ်။အရှင်ဘုရားတပည့်တော်အတော်ဆုံးသွားတာကဒုက္ခထဲ့မပေးလိုက်မိဘူး။အဲ့ဒါဘဝကူးလို့ရပါမလားအရှင်ဘုရားတဲ့။တတဝါတိုင်းဟာတေးပြီဆိုရင် သူတို့ပြုထားတဲ့ကံအကြောင်းတရားအတိုင်းဂတိလာကြရတာဖြစ်ပါတယ်။ကဒုက္ခထဲ့ပေးစရာလည်းမလိုသလို့ ဘသူကမှလည်းကတိုးကမတောင်းပါဘူးကတိုးကထဲ့ပေးတယ်ဆိုတဲ့အယူဝါဒဟာတိဘက်ကလာတာဖြစ်ပါတယ်ဗုဒ္ဓဘာသာမှာကတော့အခေါင်းထဲကိုပတ်စံထဲ့ပေးတယ်ဆိုတာဟာအလောင်းမြုံမဲ့သူဘရာဇာအတွက်ထဲ့ပေးခြင်းဖြစ်ပါတယ်သူဘရာဇာတွေမရှိတော့တဲ့နောက်ပိုင်းနှစ်ပေါင်းများစွာကြာလာတဲ့အခါမှာသူဘရာဇာအတွက်ထဲ့ပေးလိုက်တဲ့ပတ်စံဟာတေသူအတွက်ကတိုးကထဲ့ပေးတဲ့ပုံစံမျိုးဖြစ်လာပါတယ်ဒါကြောင့် တေသူကိုကတို့ကထဲ့ပေးစရာမလိုဘူးလို့ပြောခြင်းပါတယ်အရှင်ဖေယမိဘနဲ့သားသမီးကြားမှာမိဘမှားတယ်ဆိုတာမရှိဘူးလားဖေယတပည့်တော်အားဖြေချပေးတော်မူပါဖေယတဲ့ရှိတာပေါ့မိဘလည်းပုထုဇဉ်လေအမှားပဲကင်းပါမလဲနော်မိဘတိုင်းမှန်ရမယ်လို့ဖះဟောမရှိပါဘူး950နိပတ်တော်ပိစကနိပတ်မဏိကုံထလာဝတ် သုလဓမ္မပါဠိဇတ်တော်မှာဖခင်ဖြစ်တဲ့မဟာပါတာပမင်းဟာကန္တီပါရမီနဲ့ပြည့်စုံတဲ့သားတော်ဓမ္မပါဠိသရူသားလေးကိုတပ်ဖြတ်ခဲ့တဲ့အတွက်ညီမျိုးခံရပြီးအဝိဇ္ဇငရဲတို့ကြားရောက်သွားရပါတယ်။ဒါဟာမိဘကမှားလို့ဖြစ်ပါတယ်။အဲ့ဒီဇတ်တော်ကိုထောက်ဆ၍ကြည့်မယ်ဆိုရင်မိဘတွေလည်းမှားနိုင်တယ်ဆိုတာကိုသိနိုင်ပါတယ်။ယနေ့ခေတ်မှာလည်းမှားနေတဲ့မိဘတွေမရေမတွက်နိုင်အောင်ရှိပါတယ်။ဒါကြောင့်မိဘတွေကိုပြောကြင်တာက မိမိတို့လည်းအမှားမကင်းတဲ့အတွက်မိမိတို့အမှားလုပ်တဲ့အခါမှာသာသမိကတတိပိစကားဆိုလာပြီဆိုရင်သာသမိတွေဆိုလာတဲ့တတိပိစကားကိုစင်ချင်ပြီးကိုမှားနေပါကပြုပြင်တင်တာကိုပြုပြင်ပါလို့ပြောချင်ပါတယ်အရှင်ဖယဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိဟုနေ့စဉ်ရွတ်ဖတ်လျင်တရဏဂုံတီပါသလားဖယမိန်တော်မူပါတဲ့တီပါတယ် နေ့စဉ်တရဏဂုံရွတ်ဖက်စောက်တည်ခြင်းဟာအမတန်မှကောင်းပါတယ်ဒီနေရာမှာသရထတီကာ၌လာသောတရဏဂုံစောက်တည်သောပုဂ္ဂိုလ်တို့ရရှိမိလောကီတရဏဂုံအကျိုး2မျိုးနဲ့လောကုတ္တရာတရဏဂုံအကျိုး4မျိုးကိုပြောပြခြင်းပါတယ်လောကီတရဏဂုံအကျိုး2မျိုးကဘာတွေလဲဆိုရင်နံပါတ်1ဘဝစည်းစိမ်ပြည့်စုံမှုနံပါတ်2ဥစ္စာစည်းစိမ်ပြည့်စုံမှုတို့ဖြစ်ပါတယ်လောကုတ္တရာတရဏဂုံအကျိုး4မျိုးကဘာတွေလဲဆိုရင် နံပါတ်1သောတာပတ္တိဖို၌တည်နိုင်ခြင်းနံပါတ်2တဂရဂါမိဖို၌တည်နိုင်ခြင်းနံပါတ်3အနာဂါမိဖို၌တည်နိုင်ခြင်းနံပါတ်4အရဟတဖို၌တည်နိုင်ခြင်းတို့ဖြစ်ပါတယ်။ဒါဟာတရဏဂုံစောက်တည်သောပုဂ္ဂိုလ်တို့ရရှိမိအကျိုးများဖြစ်ပါတယ်။အရှင်ဖယပါဠိလိုဥတု၃ပါးကိုဘယ်လိုခေါ်ပါသလဲဖယတဲ့။ຫນွေဥတုကိုပါဠိလိုဂိမန္တလို့ခေါ်ပါတယ်။ မူဥဒုကိုပါဠိလိုဝတ္တန္တလို့ခေါ်ပါတယ်။စောင်းဥဒုကိုပါဠိလိုဟေမန္တလို့ခေါ်ပါတယ်။ဒါဟာဥဒု၃ပါးရဲ့ပါဠိဖြစ်ပါတယ်။အရှင်ဖယားကြက်ဥခွဲစားတာဟာပါဏာတိပါဒကံ ဖြစ်ပါသလားဖယား။ပါဏာတိပါဒကံမြောက်ဖို့အင်္ဂါ၅ချက်ရှိပါတယ်။ အဲ့ဒီအင်္ဂါ၅ချက်ကဘာတွေလဲဆိုရင်နံပါတ်၁ပါဏောတသရှိတတဝါဖြစ်ခြင်းအဲ့ဒီကျဲ့ဥလေးထဲမှာတသရှိတတဝါအကောင်လေးဖြစ်မဖြစ်ဆိုတာကိုသတိထားဖို့လိုတာပေါ့နံပါတ်၂ပါဏသိညိတာတသရှိတတဝါဟုအမှတ်ရှိခြင်းနံပါတ်၃ဝဒကစိတ်တံတတ်စီတေစီလိုသောစိတ်ရှိခြင်းနံပါတ်၄ဥပကမောတတ်ခြင်းကလုံလပြူခြင်း နံပါတ်5တေနမရဏံထိုလုံးလားကြောင့်တေခြင်းဆိုပြီးတော့ပါဏာတိပါဒကံမြောက်ကြောင်းအင်္ဂါ5ချက်ရှိပါတယ်အဲ့ဒီအင်္ဂါ5ချက်နဲ့ညီမယ်ဆိုရင်ပါဏာတိပါဒကံမြောက်ပါတယ်လို့အမှတ်ပါ